အမေရိကန်အစိုးရဆက်လက်လက်ပံ့နိုင်ရေးလွှတ်တော်အမတ်များဂျိုးပင်အမေရိကန်ပြည်ထောင်စုအစိုးရလုပ်ငန်းတွေရပ်ဆိုင်မသွားဘဲဆက်လက်လက်ပံ့နိုင်အောင်အစိုးရအရာကြီးအတုံးဆက်ဥပဒေချမ်းကိုအထောက်ခံမဲ့ပေးမယ်လို့အထက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင်ချော့စကူမာကပြောပါတယ်ပြည်ထောင်စုအစိုးရတွင်အတုံးစဲဟာမက်လတ်၁၄ရက်နေ့တောက်ကြနေ့အထိပဲကျန်တော့တာမို့ရာရီအတုံးစဲနဲ့ဆက်လက်လက်ပတ်နိုင်ရတဲ့အတွက်ဒီနေ့မကုန်ခင်အတုံးစဲမူကျန်းကိုလွှတ်တော်ကအတည်ပြုရမှာဖြစ်ပါတယ် Republican အမတ်မြန်ထောက်ခံတဲ့ဥပဒေရန်ကိုအောက်လွှတ်တော်မှတည်ပြုထားပြီးအထက်လွှတ်တော်မှဒီနေ့မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာအထက်လွှတ်တော် Democrat ကောင်ဆောင်6စကူမာကအစိုးရလုပ်ငန်းတွေဆက်လက်လဲပတ်ဖို့အရေးကြီးကြောင်းနဲ့ Democrat အမတ်တွေနဲ့တခြားရွေးစရာလည်းမရှိကြောင်းပြောဆိုခဲ့ပါတယ်။ Republican တွေအဆိုပြုထားတဲ့ဒီဥပဒေချင်းဟာမကောင်းပေမဲ့အစိုးရလုပ်ငန်းတွေရပ်တက်သွားရင်အမေရိကန်ပြည်သူတွေကြုံရမယ့်အကျိုးဆက်တွေကပိုဆိုးလာနိုင်မယ်လို့ သူကပြောခဲ့ပါတယ်။ဒါပေမဲ့ဒီမိုကရက်အမတ်တချို့ကတော့ဒီဥပဒေကျမ်းကို ထောက်ခံမဲမပေးနိုင်ဘူးလို့ပြောကြားခဲ့ကြပါတယ်။ပြည်ထောင်စုအစိုးရလုပ်ငန်းတွေစက်တင်ဘာလအထိဆက်လက်လဲပန်းနိုင်မှုကျမ်းကိုအထက်လွှတ်တော်မှအတည်ပြုနိုင်ဖို့ထောက်ခံမဲ60ထဲမနေရဖို့လိုပါတယ်။ဒါကြောင့်ဒီမိုကရက်အလွှတ်တော်အမတ်အနည်းဆုံး၈ရောင်ရဲ့ထောက်ခံမဲလိုအပ်ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်